တကယ်မန်သားစကားပြောမှာဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီ daily show ရိုက်တဲ့တပတ်တပတ်ပေါ့နော်ထားလိုက်ပါတော့အဲ့တပတ်ကြော်ကြော်လေးကိုလည်းကျွန်တော်မပြီးစေချင်ဘူးအာညီမလေးတပတ်ကြော်ပြုတ်သွားတာလည်းကျွန်တော်မမြင်ချင်မကြိုက်ဘူးအမုန်းဆုံးချိန်ပဲပေါ့နော်အာဘာလို့လဲဆိုတော့သူတို့နဲ့အဲ့လိုမျိုးရှိနေရတဲ့အချိန်သူတို့သူတို့ကျွန်တော်ကိုကြည့်ပြီးတော့တနေ့တနေ့မယိုးနိုင်အောင်ကျွန်တော်ဝင်လာနဲ့ဟာကိုထလာပြီကျွန်တော်ဝင်လာနဲ့ကိုထလာပြီတတရနေ့သရုတ်ထာနေ့ပြင်စမနေ့ဒီလိုမျိုးဆက်သွားတော့အဲ့ဒီအဲ့ဒီပျော်ရွှင်မှုလေး အဲ့လိုမျိုးသူတို့နဲ့တွေ့ရလို့စကားပြောလို့သူတို့ပျော်သွားတဲ့ feeling လေးကကျွန်တော်တွေ့လိုက်တာအရင်ကပျော်ရွှင်မှုတစ်ခုအကြီးရတယ်ပေါ့နော်။ဒီမှာပြောရတော့ဒီ season ကိုပြီးတော့မပြီးစေချင်ပါဘူး။ဟုတ်ပါတော့ဒါ post scene ကြတဲ့ပြိတ္တလေးကတော့ပျောက်ပျောက်ပြီးသွားတဲ့အခါမှာအဲ့လိုတရားနေတာတော့ဒီနေတာ။ Um ပထမပထမအုပ်ဆုံးတစ်ခေါက်ပေါ့။ပထမအုပ်ဆုံး first day မှာပြုတ်သွားတော့ပုံမှန်ဆိုသူများတွေကပြောလိုက်မယ်။ဝင်တာနောက်ဆုံးရရတဲ့ runner up နဲ့ပေါ့။ runner up နဲ့ဆိုလို့ရှိရင်ပို့ပြီးတော့မှ emotional ဖြစ်တဲ့ခံစားရတယ်။ ော်တော့ကကျတော့ first day ပြုတ်သွားတဲ့ဟာပုံမိခံစားရတယ်နော်။ဘာလို့လဲဆိုတော့ first day ကကျတော့အကုန်လုံးလှလှပပလေးတွေနဲ့ first day ရောက်လာကြတော့ပြင်ဆင်ထားကြပြီးတော့မှဒုံကိုပြုတ်သွားရှင်မှာဟာအဘလိုကြီးလဲပေါ့သူတို့လည်းအချိန်မှာလန့်ပြီးတော့ငိုရာလေး emotion ဖြစ်သွားပါဘောနော်။အဲချိုးကြော်လည်းအဲ့လိုဒီရှေ့မှာကင်မရာရှေ့မှာဆိုလို့ရှင်ဟာ AC ပေါ့ဒီကွာကြတော့မှအာမပြောင်းချင်ဘူးပါဆိုကျွန်တော်လည်းစစ်တော်မကောင်းဖြစ်ရပါတယ်။အဲကြောင့်မလို့ကျွန်တော်စိုးရိမ်အဲ့ဒီအပိုင်းဆိုကျွန်တော်မခေါ်ပါနဲ့လို့ကျွန်တော်ပြောတာ။ဒါပေမဲ့မနေလို့မရဘူး။ ဒါပေမဲ့ကျွန်တော်လည်းသူတို့အပြင်းအပြေးအပြေးရတော့ဗောညီမလေးရေးစိတ်မညစ်ပါနဲ့ဗောနော်နေပြီးစီနေပြီးစီပါပဲဗောဒီကတော့ကျေးဇူးတင်တဲ့အကြောင်းလေးပဲသူပြောပြရတာဗောအမတ်ကြီးကပေါ့ဒါအခုကဘောတော့ဒါအမတ်ကြီးကလေးသူခံနေဝင်ရတယ်ဒါလေးတော့တင်ရမလို့မြင်လို့ရတာအမတ်ကြီးလည်းဘယ်လိုလုပ်လဲ Yeah ကျွန်တော်စနတ်ပြောရသလိုပဲလေဒီစီစဉ်လေးကတော့တကယ်တော့ဒါပရိသတ်တွေနဲ့အာဒီသူတို့ရဲ့သူတို့ချစ်တဲ့ idol စင်နဲ့အာ communicate အကြီးစားလုပ်တဲ့ဟာလောက close up communication ရှိတဲ့အမတ်တရအမတ်တရတွေအများကြီးခွဲလို့တဲ့ show ပွဲလေးဆိုတော့ဒီလိုမျိုး they will miss season 3 4 5 6ထပ်ပြီးတော့ဖြစ်စေချင်တယ်အခြားသူတို့ပြင်ချင်တယ်နဲ့သူတို့ပြည်သက်တင်တယ်ကျွန်တော်ထပ်ပြီးဆုံဆုံစေချင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒါလေးကိုဆက်ပြီးတော့ go on လုပ်စေချင်ပါတယ်ဆိုတော့ဖန်ငယ်ရဲ့မေးခွန်းလေးကြောင့်ဒီလိုမျိုးတွေ့ဝင်နေရတယ်ပြောပြပါဦးဟောသူတို့မေးရဲ့မေးခွန်းเนี่ยကျွန်တော်လည်းအပြင်မယူဖြစ်နေတာတချင်းဆိုလို့ရှိရင်ကွာတချင်းဆိုတန်းဖြစ်နေတယ်တချင်းထုံးဆိုတော့နောက်နောက်လာကြထွက်မယ်ကျွန်တော်ပြောနိုင်တယ်ဒါပေမဲ့ အဲ့ကားကြီးပေါ့နော်ယူနီကားကြီးတင်မရှိလားဆိုရင်ကျတော့ရှားရိုက်ထားရဲ့ဒါပေမဲ့ရှုံတင်မှုကဘယ်တော့တင်မလဲကျွန်တော်လည်းကျွန်တော်ကလည်းမမေးပြဘူးကွာအာကိုယ်လည်းရိုက်ပြီးသွားပြီဆိုလို့ရှိရင်ရိုက်ပြီးသွားပြီဆိုလို့ရှိရင်โอเคရိုက်တယ်ဒါတင်တာမတင်တာကျတော့ sorry အမြန်တင်တာတော့နောက်ကျတင်တာတော့ကျတော့ကျွန်တော်ကျွန်တော်ခံစားမှုတော့ပေါ့နော် အခြားသောအပိုင်းတွေလူကြီးပိုင်းတွေဖြစ်သွားပြီဆိုတော့ OK အဲ့ဆိုကျွန်တော်တထိုင်ဆောင်လို့မရှိပါဘူးအဲ့ကြောင့်ကျွန်တော်အပြင်မရှိဘူးမပေးနိုင်ဘူးနောက်တစ်ခုကကျတော့အဲ့ဒီဟိုကဗာလဲရေးစား RS ဆင်ရလားဆိုရင်အဲ့ကြောင့်ကျွန်တော်ကိုယ်နဲ့လည်းမျိုးပေါ့နော်ဘယ်လိုလဲစဉ်းစားနေတဲ့အချိန်ပေါ့ because uh personally there family နဲ့ family ပေါ့နော် ကျွန်တော် family ကိုပဲအရင်အောင်ဆိုင်တာများရပါတော့ family ပြီးမှအလုပ်အဲ့လိုမျိုးဖြစ်တဲ့တစ်ခါကျတော့ကျွန်တော်လည်းအဲ့ကြောင့်လို့စဉ်းစားနေရလို့ပြရပါတယ် ်ပါလေပြူပါပါတော့စစ်စားနေဆိုလက်ထပ်ဖို့လားတော့ရီစားထားဖို့လားဟုတ်ပါအခုကကျွန်တော်ကိုယ့်ရဲ့ decision ကိုစဉ်းစားနေရ။ visa ထားဖို့အော်မလေးရွေးနေရအောင်ပြောရမှာပေါ့နော်။အော်မလေးရွေးနေရှိမိသားမှရွေးနေရပြောရမှာဘူး။အဓိကဘာလဲဆိုတော့ကိုယ်လည်းအသက်တစ်ခုရောက်လာပြီ။ family ကိုလည်းကိုယ်လည်းကျွေးနေရဆိုတော့တကယ်တမ်း visa ထားလို့ရှိရင်ဘယ်လိုမျိုးထားမလဲအဲ့လိုမျိုးအဲ့ဒါကိုစဉ်းစားနေရလို့ပြောရပါမယ်။အဓိကကကိုယ့်ကံမီးနဲ့တကယ်

တဲ့နေကတော့ဒီလိုနေတယ်။ဒီချိန်ကြီးကိုခြိုက်ပက်လိုက်ဆိုရင်ကလုံးဝဆုံးပြီးကြာဘာတမတ်ပါလဲပေါ့အထီးလေးလေးတော့ဟိုကခြိုက်ချင်เดี๋ยวကျွန်တော်အဲ့လိုမျိုးလိုစဉ်းစားရပါတယ်ဟုတ်တကယ်ချပြလို့ရှိရင်တော့ဒါအဝေးကြီးစဉ်းစားစဉ်းစားလို့တော့ကျွန်တော်ချပြလိုက်တယ်ပေါ့နော်ဟာပြောရမယ်ဆိုတော့အများကြီးပဲဒါပေမဲ့တကယ် focus လုပ်ပြီးပြောမယ်ဆိုရင်တော့ဒီ daily me season က လုံးဝကို scripted မဟုတ်ပါဘူးကျွန်တော်အဲ့ဒါလေးကိုလေဒါနောက်ပိုင်းဖြစ်လာမဲ့အာဟို negative comment တွေတော့လာမှာပေါ့နော်ဒါဆိုတော့ဒါပေမဲ့လာမဲ့ comment တွေကြိုပိတ်ထားခြင်းနဲ့ဗာလဲဆိုတော့ဒီဟာတကယ် scripted မဟုတ်ဘူးဟုတ်လဲဆိုတော့တဘောမှာဟိုကွာအကထားပါတော့ဒီ Jamie Me show မှာ show မှာမေးသွားတဲ့မေးခွန်းတွေဆိုလို့ရှိရင်ကျွန်တော်ခွင့်တော်မသိရဟဲ့ပါဟောတဘောမှာ network follower အတိအကျပြောပါဆိုဟာ ဲ့တော့ကျွန်တော်ကအဲ့လိုအများနဲ့ refresh လုပ်ပြီးထိုင်ကြည့်တဲ့သူမဟုတ်ဘူးလေ TikTok တွေပဲတင်ပြီးလို့ရှင်တက်ထွက်တာ Facebook တင်နေတက်ထွက်တယ်ပြီးရင်ကျွန်တော်ရဲ့ team ကနေပြီးတော့မှဒီ comment လေးပြန်ကြည့်တယ်ပဲအဲ့လိုမျိုးပေါ့နော်ဆိုကျွန်တော်ကကျတော့ follower ထိုင်ကြည့်နေသူမဟုတ်တော့မသိဘူးကွာအဲ့လိုပေါ့ဒါဆိုတကယ် research လုပ်ထားပြီးတကယ်ဟိုလေ့လာထားတဲ့သူမှဒီဖြူမှန်ပါလေဘယ်မှလည်းမမှန်ပါဘူး တို့ကလည်းမမှန်ခဲ့ပါဘူးဒါပေမဲ့မေးတဲ့မေးခွန်းတွေကတကယ်ဖက်ဖြစ်ပါတယ်ပြီးတော့ luck နဲ့လည်းမဆိုင်ဘူးဒါကကိုယ့်ရဲ့ idol ကိုကိုဘယ်လောက်ထိသိနာလဲလဲဆိုတဲ့ game show လေးပေါ့နော်အဲ့တော့ကြောင့်မလို့ကျွန်တော်ကကျွန်တော်ကိုယ်တိုင်တော့မဖြစ်နေတဲ့တတိယတတိယမသိရဘူးအဲ့ဒီအရင်ရင်ခွန်ဆောင်ကောင်းတဲ့ game တခုရှိတယ်ပြောပြောပြလို့မရဘူးပြပန်လဲ solve ပြတယ်မဟုတ်ဘူးအဲ့ game ဆိုလို့ရှိရင်ဟာတကယ်ရင်နေခွန်လားရင်တုံးလဲဆိုလက်တွေပါတုံးတဲ့ဒူးတွေအကုန်တော့လားအဲ့အဲ့ပြန်မလို့နေဆိုလို့ရှိရင်မပြန်သေးဘူးငို့ပြီ အဲ့လိုလေးရှိရပါတော့တကယ်ကို script တွေမဟုတ်ပါဘူးဝင်လို့ရတဲ့ဒါညီမလေးသူမဟုတ်မမဆိုလို့ရှိရင်လည်းဒါသူထက်ထက်တဲ့နည်းနည်းကိုဝင်ရသွားပါဘောနော်ဆိုတော့ script တွေမဟုတ်ပါဘူးအဲကြောင့်ကျွန်တော်တို့အပိတ်စီချင်ပါတယ်တကယ်ကို reality show တစ်ခုဖြစ်တဲ့အာ yeah ဆက်ဖို့လားဒီရဲ့ဘက်ကာတာတောင်းပါပြေခွဲရတယ်ဒီ program နဲ့ကောင်းကလေးကိုခွဲရတယ်ဘယ်လိုမျိုးခွာချက်ဖြစ်နေလဲဆိုတော့ Oh no သူကစနာကိုစမ်းတော့ပြသသူပေါ့နော် ဒါကျွန်တော်တို့က dating show ဆိုလို့ရှိရင် dating ဆိုတဲ့ဟာကြားလို့ရှိရင်တော့တော်တော်များအအထင်လွဲနိုင်တယ်ကျွန်တော်ကလည်းလွဲခဲ့တာပဲเนาะဆိုတော့အများကြီးမှာစပြီး dating show လုပ်မယ်ပြောလို့ဟာဟာပေါ့နော်ကိုကောင်းရဲလေးတို့ကောင်းရဲလေးတို့ဘာ dating show ရမယ်ဆိုဟာအဲ့ဆိုကိုဘယ်လိုလုပ်မှာလဲပေါ့နော်တကယ်တကယ်တကယ်ရွေးပြီးတကယ်တွဲမှာလား official တွဲပြီးတော့ချပြမှာလားအဲ့လိုအဲ့လိုထင်သွားတာပေါ့ ဒါမှမဟုတ်ဘူးသူကလည်းဒီ date တစ်ခေါက်သွားဖို့တော့ဘူး date တစ်ခေါက်အစမ်းသွားဖို့တော့ကိုဒါဖြည့်ပြိုင်တဲ့ပုံစံမျိုးပေါ့နော်အားအဲ့ကျမှကျွန်တော်ကိုယ်တော့မှအထင်လွဲခဲ့တယ်ဆိုတော့ကျွန်တော်လည်းဒါပြောချင်တာဒီအထဲမှာ date ရတဲ့ဟာကျတော့ဒါ date တော့တကယ်သွားရတယ်တကယ်လဲတကယ်လဲ you know emotional ဒီ physical တွေလည်းအပေါင်းပါတယ်သို့တော်များလည်းဤစားဟောမယ်စီပေါင်းနေတယ်ပေါ့ကွာအဲ့လိုမျိုးလေးပေါ့အမြင်တော့ရတယ်လို့ပြောချင်တယ်